ကျန်းကျင်တိုင်းကျန်းတော်မယ် United ကြောင့်စံသားရတော်မယ် Man U fan အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Dimension Shuri Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဘောလုံးအားကစားနဲ့ကင်းကွာတဲ့ယောက်ျားလေးဆိုလို့၁၀ယောက်မှ၁၀ယောက်သာရှိပါလိမ့်မယ်တိတက်တဲ့အရွယ်ရောက်လာပြီဆိုတာနဲ့သက်ဆိုင်ရာအသင်းတွေကိုအားပေးတတ်ကြတာပါပဲအချို့ကစူဖလားတွေလွယ်လွယ်ရလေးရှိတဲ့အသင်းကိုရွေးချယ်ကြသလိုအချို့ကတော့အသင်းတစ်သင်းရဲ့ကစားကွက်အချို့ကတော့အသင်းရဲ့သမိုင်းအစဉ်လားစသဖြင့်ရွေးချယ်ရင်းနဲ့အားပေးတတ်ကြပါတယ် ဒီထဲမှာမန်ယူအသင်းကိုအားပေးတဲ့နောက်ပေါက်လေးတွေကတော့မန်ယူရဲ့လက်ရှိအနေအထားထက်အတိတ်ကရှိခဲ့တဲ့အောင်မြင်မှုတွေကိုအားကြအတူယူရင်းအားပေးကြတာများပါလေအတိတ်မှာလည်း United ကထင်မှားလောက်အောင်အောင်မြင်ခဲ့တာကြောင့်ကမ္ဘာပေါ်မှာမန်ယူဖန်တွေကအများဆုံးဖြစ်နေရတာပါဒီထဲမှာလက်ရှိအချိန်ရေပန်းအစားဆုံးဖြစ်နေတာကတော့မန်ယူအသင်း၅ဘွဲ့ဆက်နိုင်မှသူ့ရဲ့သဘင်ကိုညှက်ပြင်မယ်ဆိုတဲ့မန်ဖန်တယောက်အကြောင်းပါပဲမန်ယူအသင်းကလည်းဘလောက်အထိခြားတူးလန်နေလဲဆိုရင်ဒီ challenge ကိုခေါ်ထားတဲ့ပရိသတ်ရဲ့သဘင်ကြီးဟာဆိုရင်တော့အခုဆိုငှက်တိုက်ကြည့်လို့တောင်ဖြစ်နေရပါပြီ မကြခင်နဲ့အနေငယ်တဲ့ကဘုံများပြည့်အကျော်အမော်လုကလစ်တလာကစပင်မညာဖဲချဲလန်ခေါ်ထားတဲ့မန်ယူနိုက်တက်ပရိသတ်တို့ကိုပေးပို့ခဲ့တဲ့သတင်းစကားကလူမှုကွန်ရက်ပေါ်ကနေပြီးတော့ပရိသတ်တွေကြားထဲမှာရေးပန်းစားခဲ့ပါရီ။ The United Strand လို့လူဒီများတဲ့ Manchester Fan Page ကိုဥဆောင်နေတဲ့ Frank Elak ကသူချစ်ရတဲ့ Man United က၅ပွဲဆက်နိုင်ပွဲရတဲ့အထိစပင်မညာဖူးလို့ဆုံးဖြတ်ထားတာဖြစ်ပါရီ။ Elak ဟာပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာဒီစိန်ခေါ်မှုကိုစတင်ခဲ့တာဖြစ်ပြီးတော့အခုဆိုရင် Fellaini လိုမျိုးငှက်တိုက်ဖြစ်နေပါပြီ။ ဒါပေမဲ့လက်ရှိမှာတော့အီလတ်ဟာသူ့ရဲ့သပင်ကိုညှက်ဖို့အတွက်မိနစ်180တာလိုတော့တာဖြစ်ပြီးတော့တရဲနီတွေက၃ပွဲဆက်တိုက်၊၅ပွဲရယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်အီလတ်သတ်မှတ်ထားတဲ့၅ပွဲဆက်၊၅ပွဲရဖို့က၂ပွဲသာလိုတော့တာဖြစ်ပြီးတရဲနီတွေဟာလာမယ့်စနေနေ့မှာနီးပြတဲ့ရှောင်းထိုက်လက်ထက်ဒီယာစီပထမဆုံး၅ပွဲရယူထားနိုင်ခဲ့တဲ့ Forest နဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ Forest အသင်းကလက်ရှိမှာရလဒ်တွေအတော်လေးဆိုးရွားနေတာဖြစ်ပြီးတော့တန်းစင်းစုံမှာရုန်းကန်နေရတဲ့အသင်းဖြစ်ပါလိမ့် မနေ့ကဘောလုံးရာသီမှာတော့သူတို့ကထိတ်တန်းအဆင်ဆွမ်းဆောင်ရည်တွေကိုပြသခဲ့ပြီးတော့တရားသီမှာတော့တန်းစင်းဆုံးမတိုင်ပတ်နေတာပါပြီးရင်တော့နဝေဘာလ၈ရက်နေ့မှာထော်တင်ဟမ်ဟော့စ်ဘားကိုအိမ်ဝင်းကိုသွားရောက်ရှင်ပြန်ရမှာဖြစ်ပြီးမန်ယူနိုက်တက်ပြည်သက်ဖြစ်တဲ့လုလစ်တလာကဇင်ယော်တွေကိုအနိုင်ရခဲ့တဲ့ပွဲအပြီးမှာတရဲနေဆန်ချင်းဖြစ်တဲ့အီလက်ကိုလူမှုကွန်ရက်ပေါ်မှာသတင်းစကားပေးပို့ခဲ့တာဖြစ်ပါတယ်လစ်တလာကသူ့ရဲ့ Instagram မှာတရဲနေတွေရဲ့အောင်ပွဲကိုမျှဝေခဲ့ပြီးတော့ The United Strength ကိုတက်လုပ်ပြီးစန်သားဆိုင်ဘလေးဒါသွားရိတ်ဆက်နဲ့မကြမီဆိုတဲ့ emoji ၃ခုကိုထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ဘုံများပြည့်အကျော်ပေါ်ကလာမဲ့ပွဲစဉ်နှစ်ပွဲစလုံးမှာတရဲနေတွေကနိုင်ပွဲထမှန်ရယူနိုင်မဲလို့ယုံကြည်နေတာကြောင့်အီလက်အနေနဲ့စပယ်ညှက်ရတော့မယ်လို့သတင်းစကားပေးလိုက်တာဖြစ်ပါတယ်။တကယ်ပဲညှက်ရတော့မှာလားဘာလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်ခဗျာ။တစ်ဖက်မှာလည်းဒါက United ရဲ့ပြန်လာခြင်းခရီးကိုလစ်ဟပြနေတာပဲဖြစ်ပါတယ်။အစိုးရကြည့်ပြီးကြကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။